အောင်မှုကောင်းတွေအတွက်အောင်ခြင်းမင်္ဂလာအောင်ချောင်းတွေဝေဖြာဖို့လို့အတွက်အားလုံးကတယောက်တအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်ပြည်သူတွေကျွန်တော်ပြည်သူတွေကျွန်တော်ပြည်သူတွေနော်ဒီຫນွေဥတော်လိုင်းကြီးကနောက်ထပ်၂၁ခုနဲ့ဖေဗူလာဒီယာစားလေဆိုတော့ ီဒေါ်လာရေးရတော့၄နှစ်ပါပြီပေါ့ငါရောက်လာပြီပေါ့နော်ဒါနဲ့ပတ်သက်ပြီးဥစ္စာပထမပြောချင်တာကျွန်တော်တို့ရဲ့ကရင်ဒေါ်လာရေးကဘယ်တော့မှစတာမလဲကျွန်တော်တို့ရဲ့ကချင်ဒေါ်လာရေးက ဘယ်တော့ကစလာလဲကျွန်တော်တို့ရဲ့အာရကန်ဒေါ်လာဘယ်တော့ကစလာလဲအဲ့တော့ခရင်တွေကခရင်ဒေါ်လာကြီး ဘယ်တော့ပြီးမှလဲလို့မေးတဲ့အတန်များကျွန်တော်မိတ်ကြားမိလားကချင်တွေကကချင်တော်လိုင်းအောင်မလို့မေးတဲ့အတန်များကြားမိလားရခိုင်တွေကတော့ငါတို့ရဲ့အရခအိမ်မက်ကြီးကဟုတ်ပါမလားဖြစ်နိုင်ပါမလား စိတ်ကူးရင်အိမ်မက်ကြီးပါကွာလို့ပြောတဲ့အတန်ကိုကြားမိလားအဲ့ဒီမေကွန်းလေးနေပဲစဖွင့်ရအောင်အဲ့ဒါလေးတွေပဲအရင်ဖြစ်ကြည့်ပါဦးအဲ့တော့ကျွန်တော်တို့အခု YouTube နော် comment လေးတွေကျွန်တော်ကြည့်မယ် Facebook comment လေးတွေကြည့်မယ်နောက်ပိုင်းကျရင်ကျွန်တော် YouTube ကိုအဓိကထားပြီးတော့လွှင့်မှာပါ Facebook ကဘာကြောင့်လဲဆိုတော့သူတို့ policy ပြောင်းလာတဲ့ခါကျတော့ live video တွေကနောက်ပိုင်းကျတော့သူတို့ကပြင်ပြင်ပြီး delete လုပ်တယ်လीเนาะအဲ့တော့ YouTube မှာ subscribe မလုပ်ရသေးရင်လုပ်ထားလိုက်ပါเนาะအဲ့တော့ကျွန်တော်တို့ຫນွေဥတော်လိုင်းကြီးက Naima Lalu Definitely more than 100% Naigo Naima. Tabiome. Nuru Dolaiga Alma Lalu me. Definitely for sure. More than 1000% we will win. Definitely for sure. we can win definitely for sure we must win เนาะကျွန်တော်တို့ကနိုင်ကိုနိုင်မှာဖြစ်တယ်ဆိုတာကိုကျွန်တော်စပြောကြအဲ့တော့ ဒေါ်လာရေးတစ်ခုဆိုတာကတော့ရှက်မှာကျွန်တော်နေခဲ့တယ်လို့ပေါ့။ကရင်ဒေါ်လာရေးဘယ်တော့နိုင်မှာလဲ။ကချင်ဒေါ်လာရေးဘယ်တော့အောင်မှာလဲ။အာရခအိမ်မက်ကဖြစ်နိုင်ပါမလားဆိုပြီးတော့မေကွန်ထုတ်နေတာထက်ငါတို့က definitely for sure နိုင်ကိုနိုင်မဖြစ်မယ်နိုင်ကိုနိုင်မဖြစ်မယ်ဆိုတော့ ခံယူကြတဲ့မင်္ဂလာပါကိုနေမင်္ဂလာပါနော်နိုင်ကိုနိုင်မှဖြစ်မယ်နိုင်အောင်ငါတို့တွေအားလုံးဝိုင်းလုံးမှရမယ်ဆိုတဲ့ခံယူကြတဲ့ကျွန်တော်တို့ကဝိုင်းပြီးလုပ်ကြတဲ့ခါကျရင်တော့ဒီခီးပို့ပြီးတော့မြန်မြန်ရောက်လိမ့်မယ်အဲ့တော့နိုင်မလားမေးနိုင်ကိုနိုင်ပါဘယ်တော့နိုင်ပါလဲမေး ကျွန်တော်တို့တွေအားလုံးကထိုင်ပြီးမေခွန်းထုတ်နေမဲ့အစားတခုမဟုတ်တခုဝိုင်းပြီးတော့အောင်ရအောင်ချောင်းအမှုကောင်းတွေအတွက်အောင်ချင်းမင်္ဂလာအောင်ချောင်းတွေဝေဖြာဖို့လို့အတွက်အားလုံးကတယောက်တစ်လက်နဲ့ဝိုင်းပြီးလုပ်ကြလို့ရှိရင်ပုံမြင်များအောက်တာပေါ့အဲ့ဒါအဓိက နော်အဲ့ဒါအဓိကပါအဲ့တော့အောင်ပါလားမေးအောင်နေဟိုဘက်ကန်းရအောင်အောင်နေအောင်ကိုအောင်မှာဖြစ်တယ်အဲ့တော့လောကကြီးမှာအကြံပြန်အပြင်လူကနှမျိုးပဲထားပါဘူးနော် နှမျိုးပဲထပါတော့နော်နှမျိုးပဲထပါတော့အဲ့ဒါကဘာလဲဆိုတော့အပြုသမားနဲ့အပြတ်သမားအဲ့တော့လူရဲ့စိတ်ပညာသဘောအရတချို့ကအရာရာကိုအပြတ်ဘက်ကချင်းကပ်တာတချို့ကအရာရာကိုအပြုတ်ဘက်ကချင်းကပ်တာ ဲ့တော့ကျွန်တော်တို့ကအဓိကရွေးချယ်ရမှာကငါသည်အပြုသမားလားအပြတ်သမားလားဒါကိုအဓိကရွေးချယ်ရမှာဖြစ်တယ်ဟုတ်ပြီငါတို့ကအပြုသမားဆိုရင်စိန်ခေါ်မှုတွေသည်တို့တို့ပြဿနာမဟုတ်စိန်ခေါ်မှုတွေသည်ငါတို့ရဲ့လှေကားတွေဖြစ်တယ်ပေါင်းကူသရားတွေဖြစ်တယ် တိုက်ပွဲရှင်အောင်ပွဲရှိတယ်ဆိုပြီးတော့ရွတ်ဆိုခဲ့ကြသလိုစိန်ခေါ်မှုရှိရင်အောင်မြင်ကျော်သွားနိုင်မှုရှိတယ်အဲ့တော့ဒါကကျွန်တော် generalization နဲ့ပြောတာဟုတ်ပြီနော်တင်မောရီမာရမတင်မောရီမာရမအသက်ကဘောရီထားတယ်နော် လေးမြန်နေမှာတော့မလိုက်ဂျက်ကက်တွေထားတယ်နော်နော်မော်တော်ကားတွေမှာတော့မစပယ်ယာဝီးတိမ်ပါနာပေါ့ဗျာဒါကတော့ထက်ထွက်ရတာပေါ့ခုနကလို့ optimistic နဲ့ positive plan နဲ့သွားနေတဲ့အချိန်မှာကို risk ဆိုတဲ့စိတ်ကောမှုတစုံတရာအရေးပေါ်ဖြစ်လာခဲ့ရင်တော့ဘယ်လိုလုပ်မလဲဆိုတော့ကုစားမှုကတော့ရှိရမှာပေါ့ နော်ဒါကတော့ရှိရမှာပေါ့နော်ဒီတိုင်းပဲဥမာဆိုလို့ရှိရင်ဗျာဘာသာရေးရှုထောင့်ကပြောမယ်ဆိုလို့ရှိရင်ကံကိုယုံပြီးတော့စူးပုံကိုမနင်းနဲ့ဆိုတော့ဒါဗုဒ္ဓဘာသာစကားပုံရှိတယ်လို့ခင်ဗျာခရီးယံဖြစ်ဖြစ်အစ္စလမ်ဖြစ်ဖြစ်ဖျားသခင်ကလှုပ်လိုက်မယ်အာလာကလှုပ်လိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ကထိုင်မိအိမ်မှာထိုင်နေလို့ကျွန်တော်တို့ရဲ့ ခမင်းအိုးထဲမှာစံကအလိုလိုရောက်လာတာမဟုတ်တာဒါကဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ကံကံဤအကျိုးကံဆိုတာအလုတ်အလုတ်မှရမယ်ဆိုတဲ့အယူဆရှိတော်လေအစ္စလာမ်နဲ့ခရစ်ယာန်မှာဆိုလို့ရှိရင်အရာရာကဖျားသခင်ရှိကလာတယ်လို့ပြောထားရင်တန်လန်းနေတော့မှဖျားထိုင်ဆောင်လို့မရဘူးကိုယ့်ဘာကိုအလုတ်လို့ရတာကိုယ့်ဘာကိုစံဝရှာရတာထမင်းချရတာ ဟုတ်တယ်ဟုတ်ပုံနည်းတူသွားပဲကျွန်တော်တို့တော်လန်ရေးကြီးမှလဲဒီလိုတော့ရှိတာပေါ့နော်ကိုကအပြုသမားကိုကအကောင်းဘက်ကနေပြီးတော့ချင်းကတ်တဲ့ပုံကူဖြစ်တော်လဲအရာရာကိုတော့လက်တွေ့ကြကြချင်းကတ်မှာပေါ့ဒါကတော့လိုရမယ်လीဟုတ်တယ်ဟုတ်အဲ့တော့ လောကကြီးမှာမပြောင်းလဲတဲ့အမှန်တရားတွေရှိတယ်။အဲ့တော့အခုလောလောဆယ်မပြောင်းလဲတဲ့အမှန်တရားကျွန်တော်မေးမယ်။ကျွန်တော်မိတ်ဆွေတွေအခုဖြေကြည့်။ခင်ဗျားတို့ကသာဝရအသက်နဲ့နေမလား။ခင်ဗျားတို့သေမလား။ဖြေကြည့်။ဒီအခုကြည့်နေတဲ့ live ကြည့်နေရမှာကျွန်တော်ကတော့ဘယ်တော့မှမသေဘူးဆိုပြီးတော့ပြောတယ်လူရှိလား။ကြည့်ကြည့်လား။ ျွန်တော်ကတသက်လုံးဘယ်တော့မှသိမဲ့လူမဟုတ်ဘူးလို့ပြောမဲ့လူရှိလားရှင်းကြည့်လိုက်ရှင်းကြည့်ပါကျွန်တော်အခု comment ရေးကြည့်ကျွန်တော် comment ရေးကြည့်ကျွန်တော်ဒီ جماعه ဒီဘယ်တော့မှမသိပါကျွန်တော်ဒီဒီကဘာဆုံးထိတိုင်အသက်ရှင်နေမဲ့သူဖြစ်ပါသည်လို့ပြောမဲ့လူရှိသလားရှင်းကြည့်ပါ အခုဖြေကြည့်ကျွန်တော် comment ဖတ်ကြည့်မယ်ကျွန်တော်ကတော့တသက်လုံးတိမ်မဲ့သူမဟုတ်ဘူးပြောရတဲ့လူရှိလားအဲ့လိုပြောလို့ရှိရင်လည်းအယူပဲဖြစ်မှာခင်ဗျာ ကဘာမှမသေးတဲ့လူမှမရှိပဲနော်ကဘာမှမသေးတဲ့လူမရှိဘူးပေကြတယ်ခပြလည်းသေမှာကျွန်တော်လည်းသေမှာနောက်မျိုးဆက်တွေလည်းသေမှာပဲလေဟုတ်တယ်လူဆိုတာသေမျိုးကြီးပဲအဲ့တော့ကျွန်တော်ပြောချင်တာကလောကကြီးမှာအကုန်လုံးကအနတ္တဘယ်တော့မှမမြဲဘူးအမြဲတမ်းပြောင်းလဲမှုဆိုတာအမြဲတမ်းလာတယ် အနတ္တ change ပြောင်းလဲမှုဆိုတာအမြဲတမ်းလာတယ်အဲ့တော့ဒီမအလာတောက်ယူကဘာသာနဲ့ထုထားတာမလို့အဲ့ဒီအနတ္တဆိုတဲ့ change ကိုလွန်ဆန်နိုင်မဲ့ခပ်တာဖြစ်မှာလေကြောင့်ကြည့်ဒါဒီမပြောင်းလဲတော့အမှန်တရားဖြစ်တယ် ဒါဘီအမှန်တရားဖြစ်တယ်ဒါဘီအမှန်တရားဖြစ်တယ်ယနေ့အချိန်မှာမအလဒီကောင်သေမလားမသေဘူးလားပြောကြည့်ဟာမအလအနာလူပြီးပြီးဆိုကြတယ်ကသူဒီဘယ်လမ်းကြောင်းကိုစပြီးရှောက်လိုက်ကလေးဆိုတော့အနာကိုလက်လွတ်ရမယ်ဆိုတဲ့လမ်းကြောင်းကိုစရှောက်လိုက်တာရှစ်ရှစ်လေးပဲဟာဖြစ်ပြီး အပြတ်ပြီးရင်ဖြစ်မယ်အဲ့တော့ကျွန်တော်တွေကအာနာအလူခံလိုက်ရတယ်ဆိုတာကအပြတ်ခံလိုက်ရတာအဲ့တော့ပြတ်ပြီးရင်ဖြစ်မယ်ဗျာကဲပြောဒါကိုမြင်မလဲပြောကြည့်အနေနဲ့အမြမအားလာကြဆုံးကိုကြဆုံးပါဖြစ်တယ်ရှစ်ရှင်လီအေးဒီကောင်က ပုတ်ကတ်တွေ့ကတ်ပြီးတော့နေတဲ့အတွက်ကျွန်တော်တို့ကသူ့ကိုဒုက္ခရိုက်ချနေတာမောင်းချနေတာလေးကောင်နဲ့ပြစ်ထုတ်နေတာကျွန်တော်တို့ကလက်ညိုးတွေကိုင်းနေကြတာဟွန်းကဲကျွန်တော်မိတ်ဆွေတွေဖြည့်ကြည့်ဖြည့်ကြည့်နော်အဲ့တော့ကျွန်တော်ပြောနေတာက ကျွန်တော်တို့ကမအလာကိုထိုင်ဆောင်ကြည့်နေကြတာမဟုတ်ဘူးမအလာကိုအစင်းကိုဘိန်းတက်ပေးနေပြီးတော့ဒီကောက်ကိုမရဏလန်းကိုစောက်ကန်ချနေတာဟာအားရစရာကြီးနော်2021 February 10ရက်နေ့ကလေးကဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုအနေထားတွေက1988နဲ့တော့မတူဘူး